他现在办那边！这离婚的别找了。 အာဒီညကျွန်တော်ပြောမှာကပုံမှန်သင်္ကားစာတော့မဟုတ်ဘူးပေါ့လေပုံမှန်သင်္ကားစာကဒီညသင်မဲ့ចောင်းသားတွေကတချို့ចောင်းသားတွေကဗမာပြည်ငရင်ចောင်းမလို့မီးပြက်လို့မတက်နိုင်ကြဘူးအဲနောက်တစ်ဒါန်းကတော့ဂျပန်တို့စင်ကာပူတို့ထိုင်းတို့ကចောင်းသားတွေဆိုတော့နောက်တစ်ဒါန်းကတော့တက်ချင်တက်ကြမယ်အဲ့တော့အခုနည်းနည်းအချိန်ရတဲ့နိုင်ဝက်မှာအဓိကကျွန်တော်ပြောရင်လေဒါတော့ဗာလဲဆိုတော့အခုပြောတဲ့ဟာတော့ဒီပညာအပိုင်းပြောမှာပေါ့လေဒါကဟိုနိုင်ငံရေး 交通服务，爸妈姨妈虽然伢伢送你去嘞，可家长嘞不话办嘞出去，爸妈姨妈去嘞伢伢送你不？哎嘛，A R B 呢送你去嘞，A R 幺呢送你去嘞，A R B 呢我咯，好你嘛，你幺伢家长嘞伢伢来，A R B 你。喏，别别伢嘞去得嘞时候，爸妈你看，哦，幺个前边呢，幺牌路在哪里呀？A R 呢？ ဘင်းလို့အရာပြေးတာထိခိုက်နိုင်တဲ့ဟာဒီနောက်တကဗမာနိုင်ငံရဲ့အနောက်မြောက်ပိုင်းမှာနော်အဲ့ဒီမှာသခိုင်းတိုင်းနဲ့ချင်းပြည်နယ်မြောက်ပိုင်းပေါ့အဲ့ဒါအိန္ဒိယရဲ့မီဇိုရမ်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့နေရာလေးအဲ့ဒီမှာအနီရောင်ပြထားတဲ့နေရာကလည်းပဲအာပြက်စီးမနိုင်ဘူးကျင်းတော့တာဖြစ်နိုင်တယ်နောက်ပြီးဟောဒီမှာအနီရောင်တဲ့ပြထားတဲ့နေရာဒီအိန္ဒိယတဲ့ပြထားတော့ခင်ဗျားတို့ဒီမှာပြတဲ့အတိုင်းမန္တလေးသခိုင်းနေပြည်တော်အထိပြင်မလာအထိသွားတယ် အဲ့ဒီနေရာလဲနော်ပြည်မြေဌာနပျက်စီးနိုင်တယ်နောက်တစ်ခါစစ်တောင်းရိုးမှာဟိုစစ်တောင်းမြစ်ပေါ့လေစစ်တောင်းမြစ်အနောက်ဘက်ကအဲ့ပါဘကိုးတို့ပါတို့ပါတယ်နော်အဲ့ဒီနေရာလေးဒါတွေကလည်းဟိုပျက်စီးမှုဟာပြည်မြေဌာနဖြစ်နိုင်တယ်အဲ့ဒီအောင်နဲ့ပြထားတာနောက်တစ်ခါပိုင်းအောင်နဲ့ပြထားတဲ့နေရာတွေကတော့နော်ပျက်စီးမှုစွာများတယ်ဟောဒါကပိုင်းအောင်နဲ့ပြထားတဲ့နေရာတွေနောက်ကလိန်မော်အောင်နဲ့ပြထားတဲ့နေရာတွေက 这树木，哦，刷一点点是的，哦，啊，随后呢，加在你啊咯，这树木，哦，哦，这树内木刷啊，哦，铁杆内木刷，哦、啊，哦，潮湿的，我的，然后你把水热个，完了说，这刷的脏，伊个，伊个要么表皮那里没一漆来呢，那个太阳外头晒皮子脏，里面在哪里漆内呢？那眉毛样外头双手， တွန်းဆုံဖြစ်တယ်နောက်တစ်ခုကတော့အစိမ်းရောင်ကတော့ moderate အသင်းနေရှိတယ်နောက်ပြီးအပြာနုရောင်ကတော့ weak ဆုံး low ဆုံးပေါ့လေဒါတော့ဒီဖြက်အားပြင်းတာနဲတာပေါ့အဲ့တော့ကျွန်တော်ဒီပုံမှာကြည့်တဲ့ဆိုရင်တော့အဓိကကြားတဲ့ရန်ကုန်မြို့ကိုကြည့်လိုက်ရင်ရန်ကုန်မြို့ကဘာနဲ့ဘာနှစ်ခုကြားရှိတယ်လဲဆိုတော့ရန်ကုန်ရဲ့အနောက်ပိုင်းကတော့တော့ moderate ဆုံးမှာချိန်ပြီးတော့အရှေ့ပိုင်းတွေကတော့ yellow ဖြစ်တဲ့အတွက်နော်ဒီပါလေး orange ဖြစ်တဲ့အတွက်ဒါက ဟိုစွမ်းစုံမှာရှိတယ်။ရောမလို့အဲ့လိုရှိတဲ့ဆိုတဲ့အတွက်နော်ဒီမန္တလေးမှာဖြစ်ခဲ့တဲ့ပြရွက်ရဲ့အကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့ငရင်သည်ဘာလို့အဓိကထိခိုက်ခဲ့လဲဆိုတော့ဒီမန္တလေးတို့နေပြည်တော်တို့ထိခိုက်ပြီးတော့မှတစ်တောင်းမြစ်ဘက်ရောက်သွားတယ်ပြီးတော့မှထိုင်းဘက်ကိုရောက်သွားတယ်။ထိုင်းဘက်ပုံကတော့ဒီမှာပြမထားဘူး။ထိုင်းကထိုင်းနော်ငရင်ဟာရောရှိမယ်။အဲ့လိုသဘောတွေရှိနေတာ။အဲ့တော့ရန်ကုန်မြို့မှာရှိတဲ့အစိုးရဌာနအဆောက်အုံတွေကိုလို့ ေပြည်တော်ကိုရွှေ့ပလိုက်တယ်။အဲတော့တော့လေးနာမဲတောင်ကဲတိုင်းရွှေရဲ့ idea နဲ့ရွှေ့လိုက်တာ။သူကတော့အမေရိကန်ကနေရေတပ်ကနေလာပြီးတော့ကလည်းဟိုသိရင်ဆိုတော့သူကရေရေတပ်နဲ့ပေါ့လေအင်္ဂလိပ်ညမှာစစ်ပွဲမှာလေရေတပ်နဲ့ရန်ကုန်သိမ်းမှာဆိုလို့သူကဟိုတာခွေတဲ့အနေနဲ့နေပြည်တော်ကိုကြောင်းလိုက်တာပေါ့။ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့ဒီငရင်ရဝန်းကဒီဒီတော့ဘလောက်ဖြစ်တယ်လဲဆိုတာကိုသူကမသိဘူးတိလက်ကူးမစားပဲသူပြောင်းပလိုက်တော့အခုရမှာเนาะဒီ 你滴老板现在说话有你来搞电细嘞，那不讲，对不对？我一天天的来电细嘞，电细不批多了不？哎喽，男人不得了啊，不批个他硬些，那不得了，蛮得哩啊，一比三大细的嘞，蛮子哩喽，毛牙喽，内地佬他开挂嘞啊，然后就是一比三大的好。啊，杨哥那边天看到了细的，就说杨哥啊，李研究啊，啊你们家的对，啊，哎里没有老罗电视老罗没收，杨哥那罗。 因了我这，对了我哩，满子里要多少别墅娃哩？啊，大家把那批罗爸妈、姨妈、婶子、人家家来哈哩。哎，人家娃哩，白是新华哩属于，喏，新华哩人家娃哩，白是新华那的了，属于，啊，第，一，本来也奥体新华来的，奥体嘛，家来哩，爸妈办的属于，爸妈姨妈婶子人家家来不？啊，第二种也是新华比地嘛，本来去家来的。 ဲ့တော့ပင်လယ်ထိကြာသွားတယ်ဆိုတဲ့အတွက်အခုမန္တလေးဘက်မှာငရင်လောက်တဲ့ဟာဒီအဲ့ဒီငရင်ကငရင်ကျော်ကြီးဖြည်းဖြည်းဆက်သွားနိုင်ပြီပင်လယ်ထိကြာသွားတယ်ဆိုရင်ပင်လယ်ထဲမှာကသုနမီဖြစ်နိုင်တယ်အဲဒါကိုနော်ကျွန်တော်တင်လိုက်တော့အမတန်ပေးပိတ်တဲ့ချို့ထားရကောင်တွေမဲဆောက်ဂရုပါကျွန်တော်တင်လိုက်တော့အမပင်းပိတ်တဲ့ကောင်တွေကနေပြီးတော့ကလည်းလာပြီးဘူးနော်ဟိုခွေးလိုဟောင်းကိုပဲတတ်တယ်ဗျာဒီကောင်တွေကပါလဲဆိုတော့ဘာမှလည်းအိုင်အိုင်ဒီယာမရှိဘူးဖြစ်ဖြစ်တော့အကုန်သိအောင်တော့ဒါပဲအဲ့တော့ဒီငရင်ဖြုတ်တဲ့ဟာဒီ 老底喽，这边谁拿的林润叫啊？你本来他底来利润就节约叫啊，稀的啦。哎喽，明朝五路不叫在我号的嘛？叫喽，路的伢子啊，伢说手臂在肌肉的。哦，联盟南家的说候啊，就比看马路伢的，家看马路没有？劈开一把路没得？咋呗？喏，哎喽，你节约叫啊？你本来来底对伐？新华的说的对？哎，你节约叫啊？对没？哦，这个路速度一片一片来的，咋呗？哦，加工不完了，高中没？ 哎咯，人家接到表下到了，大家了，爸爸伊妈在你人家呢表月交钱才办得路表了，咱那办得路哦，业绩上我老爸呢属于别人搞的股，又不晒钱呢，还差一点少开呢。这家老爸是爸妈那个嘛个以前呢搞的是列，哦，都都要 B I S 的列，多多人家以为，多少那咪别人那个那个喏，以前阿搞，比爸,爸妈那个嘛的，喏。 <noise> 一，伢我辈有，伢天天他那吃西，吃西奶奶，老年西的啦，哦，你妈说你古那表嘞呆嘛哩，你妈伢老年西的啦，伢老年嘛，你幺那家伢那家，吃西母，伢都偏奶奶老年西的嘞，哎，你老年西的人呢呀嘛，一哦，你那看来呢，上午哥哥，中午才幺，早前罗早伢的，老都古啊，阿差一年寿命。 啊！他人呢？啊，人种的嘛，起来作业。他人啊，扫街看嘛，值班那一天路去迷的了。人当开那呢？咱妞呢，扫钱扫。那边宝马那一天路值班么毛的？值班路呢泥地啊，那边值班路么忙干那路毛毛。啊，公路嘛，哦，P.E.R.S.Y. 的看嘛，这走路比他妈的不如 A.J.O. 不如 A.P.A. 不如他妈不如宽，没说啥子地啊。咱们内地他妈扫的么样扫屋里啊？啊，比方宽比干的不如 A.P.A. 路还厉害。 အခုပြက်တော့အများကြီးပြက်တာပဲပြက်လက်ဓာတ်ကိုပြပြီးတော့ထပ်ပြီးတော့ထပ်ခိုးအောင်ပါပဲအပြက်ပြပြီးထပ်ခိုးအောင်ပါပဲနော်ဘာကြောင့်လဲဆိုတော့ဘာဘာမြန်မာကဒီ engineer နဲ့ပတ်သက်လို့ကဟိုဆရာဝန်ဆေးထိုးလို့လူလာပေလက်ကိစ္စမရှိဘူး engineer design ဆောက်လို့အဆောက်အုံပျော်လက်ဘာမှမဖြစ်ဘူးလုံးချင်တာလို့လူသေးတာကိစ္စမဖြစ်ဘူးသေးမယ်အဲ့ဒါအပြက်ပြပြီးတော့ပဲထပ်ပြီးတော့ပတ်စံထပ်ခွဲခါအောင်ပါပဲဒါလို့ပါပဲဒါပဲ ဂျပန်လိုနိုင်ငံမျိုးတော့မဟုတ်ဘူးညနိုင်ငံသားတွေမှာက professional engineer လုပ်တယ်ကိုကလုပ်တိုင်းဒီဇိုင်းကပြက်ပြီဆိုတော့ကိုကထောင်ကျဖို့လာပြေတော့နော်အဲနိုင်ငံမှာကဒီ professional engineer ကိုသူအများကြီးပေတဲ့ကိစ္စကိုယူနော်ဒီလိုဟိုလက်လွတ်ဆိုပဲမဟုတ်ဘူးဘာမှယူရတော့ရှိတယ်အဲ့တော့ဒီမှာရှိတယ်ဘာမှယူမှာဒါတော့ကအနီရောက်နဲ့ပြထားတဲ့နေရာတွေဒီငင်ကြောကြောက်ငင်ဖြစ်လာတဲ့ဆိုရင်ပြင်းပြင်းထန်ထန်ပြက်စီးမှုဖြစ်စေတယ်အဲ့လိုဖြက်စီးမှုဖြစ်စေတဲ့နေရာတွေကိုတိဆောက်တဲ့အခါမှာနော် မှန်ကတိုင်းအင်တာနက်ရှင်မှာရှိတဲ့ဘေဒင်ကုတ်တွေနော်ဒီလိုအကွက်ကိုခံနိုင်တဲ့ကုတ်တွေနဲ့မလုတ်ဖဲနဲ့လုတ်ချင်လို့လုတ်ပြီးဆောက်ရတော့ဆောက်ကြတော့အများကြီးနော်လူတွေပေလာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ညပြောမယ့်အကြောင်းပြတော့ပါလဲဆိုရင်ဒီဘေဒင်ကုတ်တွေမှာနော်ဘလို့စာအုပ်စာတန်းတွေရှိတယ်ဆိုတော့နော်နောက်ကဒီအကွက် resistance structure အကွက် resistance structure တွေကိုဘလို့နော်တတိထားရမယ်ဆိုတော့ဒီစာအုပ်စာတန်းတွေကိုကျွန်တော်ပြောပြမယ်။ဒါပေမဲ့ဒီ course ကတော့ နော်ဟိုတည့်ရက်ထက်တယ်ကိုပြီးမှာမဟုတ်ဘူးဟောပုံမှန်ဟိုနှုတ်ဆုတ်ထုတ်ထုတ်ပြီးတော့ပြောရပါရှိတယ်အဲဒီ course ကိုကျွန်တော်ကနော်ဒီညပြောမယ့်အကြောင်းကတော့ဒီအဲ့ဒီမှာ aqueous resistance structure နဲ့ပတ်သက်လို့ဟောဘယ်လို လေ့လာရမလဲ online သင်ကားစာဘယ်လိုရှိရမလဲဆိုတာကိုကျွန်တော်တို့ IQI တိုင်းရဲ့ college ကတင်သားတာရှိတယ်ကျွန်တော်တို့ရဲ့ web page ဖြစ်တဲ့ w.iqi.technical college.com ဆိုတာကိုဝင်လိုက်ဝင်လိုက်ပြီးရင်အောက်ကိုဆက်ဆင်းသွားတယ်ဆိုရင် weekly lesson ဆိုတာတွေ့မယ်။ weekly lesson ကို click လုပ်လိုက်။ weekly lesson ကို click လုပ်လိုက်ရင်ဒီ site ကိုတွေ့လိုက်မယ်။အဲ့ဒီမှာ2025 to onward engineering weekly lesson ဆိုတာရှိတယ်။ဒါက2025ကနေပြီးတော့ရှေ့ဆက်ပြီးတော့အပတ်စဉ်သင်မဲ့ engineer lesson တွေဒါကို click လုပ်လိုက်။ click လုပ်လိုက်ဆိုရင်အဲ့မှာကျွန်တော်တို့ရက်အလိုက်ကျွန်တော်ပင်နေတာရှိနေတယ်။ဒါတော့တခြားပင်သားတွေလည်းကျွန်တော်ပင်နေတယ်။တခြားပင်သားတွေပင်နေမှာဒီညကပင်တဲ့ဟာက form 4.9a bachelor engineer နဲ့ aqua engineer တွေရဲ့ aqua resistance တောက်ချာအဲအဲ့ဒီနော်သင်ကားစာဒီ link မှာဆိုရင်ဒီမှာနော်ဒီ aqua resistance ဒီလိုငရင်လှုပ်တဲ့ခါမှာဘလို့အကာအကွယ်နဲ့တိဆောက်ရမလဲအဲ့မှာဒီပညာတွေနေထားတာပေါ့အဲ့ဒါက part 1က aqua resistance တောက်ချာနဲ့ပတ်သက်လို့ငရင်လှုပ်တဲ့ခါမှာဘလို့နော်ခုခံနိုင်မှုရှိတဲ့တိဆောက်မှုဘလို့မျိုးလုပ်ရမလဲအဲ့ဒါနဲ့ပတ်သက်တဲ့ စာအုပ်တွေတင်ထားတယ်စာအုပ်တွေရောလောဆရာအင်္ဂလိပ်စာအုပ်တွေပဲဒါပေမဲ့နောက်ပိုင်းမှာဒါအုပ်ကျွန်တော်တို့ကဗမာပြန်ပြီးတော့တင်ပေးမယ် Bigway Aquatic Engineer တွေ Seismology Seismology တူတဲ့ Analysis and Design ဒါတော့ဗာလဲဆိုတော့ဒီအခြေခံနော်ငရင်လှုပ်တာကြောင့်ငရင်လှုပ်တာတဲ့ငရင်လှုပ်တာတဲ့ရဲ့အခြေခံအဲ့ဒါကမှ Seismology ကငရင်နဲ့ပတ်သက်လို့ကကြိုတင်ပြီးတော့ခံမှန်းတဲ့ဒီပညာအဲ့ဒါကိုတို့ဘယ်လိုပြီးတော့ သရုပ်ခွဲစားလေ့လာမလဲဘလို့ပုံစံနဲ့နော်ဟိုတိဆောက်မလဲအဲအဲ့ဒါနဲ့ပတ်သက်လို့ဒီစာအုပ်မှာပါပြီးပေးထားလဲဆိုတော့နော်ဒီငြင်းနဲ့ပတ်သက်တဲ့ဟာတွေ cosmology နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါတယ်အဲ့တော့ nature of aqua aqua ဘလို့သဘောရှိသလဲ seismic hazard assessment ဒီလိုငြင်းလှုပ်တဲ့ခါမှာဖြစ်ပေါ်လာတဲ့အန္တရာယ်တွေဘလို့စစ်ဆေးမလဲ response of seismic structure to aqua ground motion အဲ့တော့ ရင်လုတ်တဲ့ခါမှာမြေရတုံလုံးမှုရှိလာတယ်မြေတုံလုံးမှုရှိလာတယ်ဆိုရင်အဲ့ဒီမြေတုံလုံးမှုကိုမှဘလို့ကာကွယ်ပြီးတော့เนาะဘလို့တိဆောက်ပေးရမလဲအကွေဒီဇိုင်းဖက်ထရာဒီဝေးเนาะဒီလိုငရင်လုတ်လိုက်တယ်ငရင်လုတ်တဲ့ခါမှာဒီဇိုင်းเนาะအဲ့ဒါနဲ့ကိုက်ကြည့်အောင်ဒီဇိုင်းကိုဘလို့လုပ်ရမလဲ now respond to bathing frame to aqua ground motion အဲ့တော့ဒီမြေမြေကြီးပေါ်မှာကတုံ့လှုပ်တာကိုမူတည်ပြီးတော့မှ အိမ်ရဲ့နော်ဖရိန်ပေါ့လေဖရိန်ကဘလို့တုံ့ပြန်တာလဲအဲပြီးတော့ analysis procedure assessment design principle for building structure အဲ့တော့ဒီလိုဂရင်ကိုမူတည်ပြီးတော့မှ design ကိုဘလို့လုပ်မလဲ building structure နဲ့ပတ်သက်လို့ဘလို့တိကျဆွဲရလေးလာမလဲပြီးတော့ assessment design of reinforced concrete structure ဟောတန်ကူ concrete တွေကိုမှဒီငေးတာခံနိုင်အောင်ဘလို့တိဆောက်မလဲဒါတွေကဘာလဲဆိုရင်เนาะပထမစာအုပ်ဖြစ်တဲ့ 比萨 i 马比尔达拉，比萨奥马勒斯威，这些关于工程 e 地学、分析 e 设计，大家切记啊！喏、啊，以前偷了，老干那不得的，工程师、天匠嘛，很多喏，事情事情没得，那比如比如，偷亏钱哩，那没得到膨胀偷没得，哎，比萨奥马达巴达嘞。知道，然后嘛，罗巴比尔勒斯威，关于 resistant design structure. d 哦。 ငင်းလုတ်တဲ့ခါမှာဘလို့ခုခံမလဲအဲဒီစာအုပ်ပေးတာလေဒါကငင်းလုတ်တာကိုခုခံနိုင်တဲ့ဒီဇိုင်းစာအုပ်နော်ဒီဇိုင်းလုတ်တဲ့နည်းပညာဒါ Oxford University Press ကထုတ်တဲ့စာအုပ်ဒါလည်းခင်ဗျားတို့ဒီအဲ့ link နေရာနေပြီးဒေါင်းဆွဲပြီးတော့သင်လို့ယူလို့ရတယ်ဘယ်သူမှမဆိုယူလို့ရတယ်အဲ့တော့ဒီမှာကြတော့ဒီစာအုပ်ထဲမှာဗာပေးထားလဲဆိုတော့ဒီနော်ဒီဇိုင်း structure မှာကြီးလိုက်တဲ့ခါမှာဆိုရင် aqueous ground motion အကွေဖြစ်တဲ့ခါမှာဆိုရင်နော်ဒီလို ground motion မြေရဘလို့တုံ့လှုပ်လဲ dynamic structure အဲ chest speed response အဲ့တော့အဲ့ဒီငရေလှုပ်တာနဲ့ပတ်သက်လို့ structure တွေကဘလို့တုံ့ပြန်တယ်လဲ dynamic or swell assessment response မြေကြီးရဲ့ငရေလှုပ်တဲ့ခါမှာမြေကြီးကဘလို့ဖြစ်သွားတယ်အခုမှဆိုရင်နော်မြေကြီးတွေကွဲပြီးရေတွေထွက်လာတယ်ဆိုတာလည်းဖြစ်လာတယ်နော်အဲ့အဲ့တော့ဘလို့ကမြေကြီးကနေဘလို့ပြီးတော့တုံ့ပြန်တယ်လဲ conceptual design ကဘလို့ပုံစံမျိုးနဲ့ပုံစံတိဆောက်မလဲ introduction to algorithmic design ကတော့ဗာလဲဆိုရင်ဒီလှုပ်တာကိုခုခံနိုင်တဲ့ပုံစံမျိုးတွေဘယ်လိုလုပ်ရမလဲ the masonry bearing ဟောပညာနဲ့လုပ်တဲ့ bearing တွေဒီဆောက်တာတွေ timber bearing timber bearing ရတော့တစ်သားနဲ့ဆောက်တဲ့ bearing တွေနောက်က reinforced concrete bearing တန်ကူကွန်ကရစ်နဲ့ဆောက်တဲ့ bearing အဲပြီးတော့မှ steel bearing ဟော steel နဲ့ဆောက်တဲ့ bearing တွေနောက်က non structural element အဲဒါတွေနဲ့ပတ်သက်တဲ့ဟာတွေအဲ့တော့ တိဆောက်တဲ့ပစ္စည်းမျိုးစုံဝင်မှုဒီတန်ကူကိုကရက်တို့စတီးတို့နော်တင်ပါတို့အဲ့ဒါနဲ့ပတ်သက်ပြီးဘေးဒင်းတွေကိုပါအက်ကွေတစစ်ဆက်ခံနိုင်အောင်ဘယ်လိုတိဆောက်မလဲအဲအဲ့ဒီဟာကတော့ဒီစာအုပ်မှာပေးထားတယ်အဲ့ဒီစာအုပ်ကပါလဲဆိုရင်အဲ့ဒီစာအုပ် Aqua Decision Design of Structure ဆိုတဲ့စာအုပ်မှာပေးထားတယ်နော်အဲနောက်တစ်ခုဆက်ကြည့်မယ်ဆိုရင် Handbook of Structure ရဲ့ Engineer တွေအားကြောင့်လဲဆိုတော့ဒီ Engineer မှာတည်ဆောက်တဲ့အခါမှာ Structure နဲ့ပတ်သက်တဲ့ ဟန်ဘော့ကအရေးကြီးတယ်အဟန်ဘော့စထရက်ချာလဲအင်ဂျင်နီယာတွေကဒီတိဆောက်ရေးနည်းပညာတိဆောက်တဲ့เนาะဒီအင်ဂျင်နီယာတယောက်နေနဲ့အသုံးပြရမယ့်လက်ဆွဲစာအုပ်အဲ့တော့အဲ့ဒီလက်ဆွဲစာအုပ်မှာတော့ဒီစထရက်ချာနဲ့တွက်တဲ့နည်းပုံနည်းတွေဖော်မြူလာတွေအမျိုးစုံရှိတယ်ဒါကဟန်ဘော့တခုလုံးเนาะအဒါတွေကခင်ဗျားတို့ကိုယ့်ကိုဝယ်ရင်တော့ဒေါ်လာ200ဒေါ်လာရာချီပေးရမှာပဲဒါပေမဲ့ကျွန်တော်က free ဟို online ဟာတင်ပေးတာလားအဲ့တော့ structure design ရယ် structure လဲ analysis တွေအဲ့ဒါတွေနဲ့ပတ်သက်တဲ့เนาะဟို ောင်ချာနဲ့ပတ်သက်လို့လေ့လာရမယ်เนาะပညာတွေရှိတယ်။နောက်က assessment analysis of structure assessment analysis of structure ကဒီ structure တွေကိုမှမြင်ရှုတော့မှနေပြီဘလို့เนาะကြည့်မလဲ။ကိုဒါကတော့ဗာလဲဆိုဂျပန်เนาะမြင်ကိုရှုတော့ကနေမူတည်ပြီးတော့မှဒီ structure တွေကိုဘလို့သိုပ်ခွဲကြလေ့လာရမယ်။ဒီပြီးဆောက်လိုက်တဲ့ structure သည်မြင်တာခံနိုင်မလားမခံနိုင်ဘူးလားဘလို့စစ်ဆေးမလဲဆိုတဲ့အချက်တွေပဲ။အဲ့တော့အဲ့ဒါနဲ့ပတ်သက်တဲ့ဒီစာအုပ်ကတော့เนาะဒီမှာအခန်းနေပါတယ် seismology နော်ငြိမ်းနဲ့ပတ်သက်တဲ့လေ့လာတဲ့ပညာ seismic input or for structure ဒီငြိမ်းလှုပ်လိုက်တဲ့အခါမှာ structure တွေကိုမှဒီနော်ဒီလိုမြေကြီးထုတ်ရှားမှုတရားဘလို့နော် input ဖြစ်သွားလဲလဲ response analysis for stratified ground motion ဒီမြေကြီးရဲ့လှုပ်ရှားမှုကိုမူတည်ပြီးတော့မှဘလို့တုံ့ပြန်မလဲ structure တွေက frequency of domain spectral analysis ဒါကတော့ analysis နဲ့ပတ်သက်တဲ့တရားကြီးကိုပြောတာနောက်က response spectrum method of analysis ဖြစ်ပေါ်လာတဲ့ဒီတုံ့ပြန်မှုနဲ့เนาะငရင်လှိုင်းတွေသွားတာနဲ့ပတ်သက်လို့လည်းဘလို့တေယုတ်ခွဲကြလေ့လာမလဲအဲ့ဒီမှာ e electric search speed response ဘာကြောင့်လဲ search speed response ကတချို့ဟာတွေကဟိုတုတ်ရှားလွယ်မှုမရှိဘူးတောက်ခံနိုင်ရဂျပန်မှာရှိတဲ့ဘေးတွေတွေကငရင်နာခံနိုင်တယ်ဆိုတာကသူကတောက်မသွားဘူးရေလှုပ်တဲ့တိုင်းသူကလိုက်ပြီးတော့လှုပ်ပေးတယ်ဒါပေမဲ့အဲ့ဒါတွေကိုဘာဘာကြီးမှာစောက်တာတော့အဲ့ဘေးတွေကုတ်လည်းမပါဘူးသူတို့ကဒီတိုင်းပဲစောက်ချလိုက်ရပဲအဲ့တော့ငရင်လျှောက်တဲ့အခါမှာ တောက်ခံနေတဲ့ကွန်ကရစ်ကကျိုးတာပဲကျိုးတော့ပြိုတာပဲလေဟုတ်လားအဲ့တော့ဘာကြောင့်လဲဆိုတော့ဘေးဒင်းကိုစောက်တဲ့အခါမှာသူကပျက်စီးရသွားတဲ့ကောင်းနေတဲ့နေရာတွေမှာစောက်တဲ့ဘေးဒင်းကိုမှငြင်းနဲ့ထတ်တူညီအောင်မလုပ်ဘဲနဲ့အဲ့လိုလုပ်ထားတာနောက်ချက်ကလည်းပဲမန္တလေးမှာเนาะဒီပလာဇာပြက်ကြသွားတာเนาะအဲ့မှာဂီတာခံနိုင်တယ်လို့ဆိုတယ်ဟုတ်တယ်လေဖောင်ဒေးရောက်ခံနိုင်ပါပဲဒါပေမဲ့မြေမြေမြို့သွားတာပေါ့ဟုတ်လားဘာကြောင့်လဲဆိုတော့ဒီ 不老白看伢你那样，伢人看那一路位小白彪彪，哦，你跑来去伢，你你教娃的懂啥？没有文化呗，哎 <noise>，你才古么些老？一般弄伢没有个老古那，一般个单单教，喏 <noise>，跑他妈系列的呆逼是不？而且呀，伢教他教了，伢多少嘞？牛，喏 <noise>，伢几多文化多？白妈逼教咯，伢教比伢几多文化嘞？是不？对不对？他伢你呢？你背的我不老白看那一路位叔叔。<noise> အရင်လုတ်လိုက်တဲ့ကဘာမြေကြီးကိုကျော်ကြသွားတယ်ဒါမှမဟုတ်အဲ့မှာရှိတဲ့တိုက်တွေကြီးလိုက်တာဆက်တတဆက်တတရှိရေမြေကြီးကျော်သွားပြီးတော့၄ဒါလောက်ကြီးကျော်သွားတာမြေဒါကြီးဖြစ်တော့လာဘာကြောင့်လဲဆိုတော့အဲ့လိုဟိုက်ချက်တွေကနော်ဒါတွေကိုဆက်ပြီးစဉ်းစားဖို့လိုတယ်အဲ့ဒါနဲ့ပတ်သက် set speed price ဟာ price structure ဆိုတာကဘာလဲဆိုတော့ငင်းလုတ်လိုက်တဲ့ကောင်မှာမြေကြီးကပုံမှန်တိုင်းမဟုတ်တော့ဘူးဥမာအပြခင်ဗျာဒီလိုရှိတဲ့နော်ကျစ်နေတဲ့ဟာကိုအတင်းလှုပ်ရလိုက်တဲ့ဆိုရင်သူကပွားသွားမယ်လीအဲ့ဒီသဘောပဲဟုတ်တယ်မဟုတ် 帮进进裡后、er、你里面这些、er no? 部忙，们就没有没有的真真呢嘛？你老来这干嘛？哎，退休党员、老人、女子啊，夸哇夸哇的团结，结果嘛，现没得，安了中奖了。老了，讲的话是，现在老讲的话是，现在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 讲的话是，的话是，现在讲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 的来是，现在讲的话是，现在讲的话是，现在讲的话的话是，现在讲的话是，现在讲的话是，现的话是，现在讲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 的的话是，现的话是，现在讲的话是，现的 哎嘛，阿婆妈爹拉的为干，也、well. 是傲娇家话的。一日我吃啥呗，买点买吃的，然后拉拉的，然后吃点点吃的，别别别，一骄傲的说啥？哦，妈呀，那点年纪啊，理财思维哪啥都看那些起码呗。多少那个年少嘞的话，年纪啊，奢华的多嘞，啊，购物啊，逛街玩的多。阿婆啊，我又不看那面的傲娇话了呗。哎，咱那不走路啊嘞呗？哎，三十米、六十米，骑拉的看嘛。你哦，帅哥不露，都一样不是的嘞。 ူးယူတတ်တတ်တာမှတည်ငြိမ်နေတဲ့အခြေအနေကိုမမူတည်ပဲနဲ့ကျုံရှားတဲ့အခါမှာဘလို့ရှိမလဲဆိုတာကိုကိုယ့်နဲ့ response ကိုကြည့်ဖို့လိုတယ်ဒါကတော့ဘယ်စာအုပ်ဒီစာအုပ်မှာပေးထားတာပါလဲဆိုရင် sentiment analysis of structure ဆိုတဲ့စာအုပ်မှာဒီအချက်ကိုပြောတာလေဟုတ်ဒါက sentiment analysis of structure ပြီးတော့မှ win နဲ့ acquire system building structure တွေအခုအထက်မြင့်တွေစောက်ကြတယ်ကွန်တိုတွေစောက်ကြတယ်ဒီအထက်မြင့်တွေကွန်တိုတွေကအရေးကြီးဆုံးတော့ပါလဲဆိုတော့ leader ခံနိုင်ဖို့တဲ့ ်ငြိမ်းတာခံနိုင်ဖို့အရေးကြီးတယ်အဲ့တော့အဲ့လိုကိုလေးတန်းခံနိုင်ဖို့နဲ့ငြိမ်းတာခံနိုင်ဖို့အတွက်ဒီ bedding design ကိုတော့ဒီစာအုပ်မှာထင်ပြထားတယ်အဲ့ဒီစာအုပ်ကဒီ winner aqua resistance စာနော်တောက်ချာစွာဝက်စာအုပ်အဲ့ဒီမှာပါတဲ့အချက်အချက်လက်တရားလည်းပဲတော့ wing ကိုဘယ်လိုခံနိုင်ရရှိမလဲနော်တောက်ချာကိုဘယ်လိုခံနိုင်ရရှိမလဲအေးနော်ဆရာဟိုခဏနေစတယ်မနော်ဒါဟိုဘာဘာမှာဟိုငွေနဲ့ပတ်သက်လို့အရေးကြီးတဲ့ဟာတင်တာပြီးရောက်တော့ဆက်တင်ပေးမယ်နော်အဲ့တော့ဝေးလောက်က နော်လေတိုက်တဲ့ခါမှာဆိုရင်ဝင်းလို့ဘလို့ရှိမလဲနောက်က set speed နဲ့ပတ်သက်တဲ့ design ကိုဘလို့နော်တည်ဆောက်မလဲအဲအဲ့ဒါနဲ့ပတ်သက်တဲ့နော်အဲ concrete bay တွေနဲ့ပတ်သက်လို့လည်းဘလို့နော်ခန္ဓာကိုဘလို့တည်ဆောက်မလဲနောက်တစ်ခုက composite bay တွေနေ composite bay တွေနဲ့ပတ်သက်တဲ့ဟာတွေနော်အဲ့မှာ set speed နဲ့ပတ်သက် reliability ဘလို့ရှိမလဲ gravity နဲ့ပတ်သက်တဲ့နော်အကျဉ်းရှိမလဲဒါတွေအကုန်လုံးကပါလဲဆိုရင်နော်ဒီ set speed analysis design ကို structure ဆိုတာရှိတယ် အဲဒီဒီစာအုပ်ကเนาะကျွန်တော်ဖော်ပြတာအဲ့တော့ဒါတွေကပါလဲဆိုတော့ဒီ structure ဒီမှာရှိတဲ့ video လဲတင်ပြတာလေအဲ့ဒီ video ကနောက်မှပဲကျွန်တော်တစ်ချိန်စီပြမယ်အ video တွေတင်ပြတာလေပြီးတော့ part 1ကတော့ခုနပြောတဲ့အတိုင်းပဲ basic aqua engineering aqua research and design of structure handbook of structure တဲ့ engineering assessment analysis of structure wind and aqua resistant building structure analysis and design ပြီးတော့မှနောက်ဖော်ပြတာက aqua engineering ်အခုအရင်ကတည်းကပတ်သက်တဲ့စာအုပ်ကတော့ဒီမှာဒီမိကားကနေပြီးဒေါင်းလုပ်လို့ပြီးတော့မှ Geotech Technical Engineer နဲ့ပတ်သက်တဲ့ Professional Engineer ဥပမာပြနိုင်ငံခြားနေမှာဆိုရင်တော့ဒီလိုပညာရှင် Engineer လျှောက်တယ်ဆိုရင် Geotech Technical Engineer နဲ့ပတ်သက်တဲ့ PE License အဲအဲ့ဒါနဲ့ပတ်သက်တဲ့ဒီစာအုပ်တွေအဲမှာ Geotechnical တို့ Geotechnical Stability of Structure တို့ Geotechnical Soil Structure နဲ့ Interaction တို့ Aga yota nige assessment design or refo precast concrete bearing no. Aga five stabilization, aga five mechanic double tree, five engineering testing design and remediation, five raw mechanic, raw mechanic assessment, now design, geotechnical agro engineering, risk and insurance on the construction, geotechnics, offshore structure construction, foundation engineering, foundation design, uh, de evacuation, these are excavation and raw mechanic aquatic system structure retaining structure ဒါတွေပါလေအပါလေဆို geotechnical နဲ့ပတ်သက်တဲ့เนาะပညာရှင် engineer နဲ့ပတ်သက်တဲ့စာအုပ်တွေဒီမှာတင်ထားတာဖြစ်တယ်။အဲအဲ့ဒါလည်းပတ်သက်တဲ့ page တွေရှိပြီးတော့နောက်တစ်ခုကတော့ကျွန်တော်ထပ်ပြီးတင်ပြတာဂျပန်မှာရှိတဲ့ page ကိုပြီးအထူးကတော့ပါလေဆိုဗမာပြည်မှာဒီ aquatic ဖြစ်နိုင်တဲ့ zone တွေကပေါ့အမှန်တရားပျက်စီးမှုများနေတဲ့ zone တွေရှိနေတယ်။ 那 Arizona 嘛第三代卡嘛，悠有单单卡路宝马尼宝马汉诺，轮流罗罗米亚罗。一般嘛，车嘞，你那看来呢？别人狗的有，就那话，狗王。哎，阿拉那巴德罗，啊！一般那不得嘞，别人狗的啊，喏。啊，一般别人狗的嘛，呀，皮达嘞，你一般别人的不得嘞，喏。瘦，啊，别人狗喜欢白露西的嘞，喏。阿拉那不得瘦，跑亚达的，喏。爱拉那不得先进瘦西的。啊，别人狗一般，一般嘛。 ိန်ဆောက်တဲ့ဆိုရင်တော့တိုက်တိုက်ဆောက်တဲ့ဆိုရင်သူ့ရဲ့ဘေးရင်ကုတ်ကိုလက်လိုက်နာမယ်အဲအဲ့ဒါဂျပန်နီစာဘေးရင်ကုတ်ဒီဂျပန်နီဘေးရင်ကုတ်ကိုကအင်္ဂလိပ်လိုပြန်ထားတဲ့စာအုပ်ဒီစာအုပ်ကတော့ဒီဂျပန်နီဘေးရင်ကုတ်မှာတော့တိဆောက်တဲ့ဟာလေဂျပန်ရောအင်္ဂလိပ်ရောရေးထားတဲ့စာအုပ်เนาะအဲ့ဒါဂျပန်နီဘေးရင်ကုတ်ပေါ့လေဘေးရင်ကုတ်မျိုးမျိုးကိုလည်းမူတည်ပြီးတော့ဒါကတော့ဟိုအောက်ဟို update ဖြစ်ချင်မှာတော့ဖြစ်မယ်တိုးတော်လည်းပဲတော့ဒါ reference အနေနဲ့ပြောတာဖြစ်တယ်နောက်ကဂျပန်နိုင်ငံမှာရှိတဲ့ဘေးရင် law ဘေးရင်ကိုတိဆောက်တဲ့အခါမှာ ဘယ်လိုဥပဒေအဲဂျပန်မှာရှိတဲ့နော်ဒီလိုတိဆောက်ရေးနဲ့ပတ်သက်တဲ့ဥပဒေအဲ့ဒီဥပဒေကိုလည်းကျွန်တော်တို့ကနော်ရဖားလုပ်ပြီးလုပ်တာလုပ်ရမယ်။နောက်က Building Standard Act ဒီနဲ့ပတ်သက်တဲ့ဘလိုပုံစံနဲ့ standard လုပ်မလဲ။အဲ့ဒါနဲ့ပတ်သက်အဲ့ဥပဒေဒါဂျပန်ရဲ့ Building Standard Act ဥပဒေဒါအင်္ဂလိပ်လိုလည်းပြန်ထားတယ်နော်။ဒါ၄ရှိတယ်။နောက်တစ်ခုကဒါနဲ့ပတ်သက်လို့နော် Construction Expertise Aquabro Building Pro Building နဲ့ပတ်သက်လို့ တိဆောက်တဲ့အခါမှာဂျပန်မှာရှိတဲ့ကျွမ်းကျင်တဲ့လူတွေကဘလို့ပုံစံမျိုးနဲ့အကွေပရိုဗေဒင်တွေကိုတိဆောက်တဲ့ဒီလိုရေးထားတဲ့ article ရှိတယ်။အပြီးတော့ design for aquasa aqua ဒီ aqua နဲ့ပတ်သက်လို့เนาะဒီလို manual for architect ပေါ့လေဟာလားဒီ architect တွေအနေနဲ့ကဒီငင်းရနာခံနိုင်ဖို့အတွက် design လုပ်တဲ့အခါမှာเนาะဘယ်လိုပုံစံမျိုးနဲ့ design လုပ်ပါမလဲအဲအဲ့ဒါပေါ့လေဒီ aqua for designing for aqua အဲအဲ့ဒါနဲ့ပတ်သက်တဲ့စာအုပ်ပေးထားတယ် 知道吗？喏，阿贵家的谁？阿贵的谁在别人的家？要不然嘛，现在阿贵的谁是在别人的？要不然干嘛？知道喏？你用肉来看嘛，看那些气味，阿贵的谁在别人的家？为什么？喏，咋？什么人他啦？知道吗？喏，老老百姓的把把泡沫的伢的，别人搞来，把泡沫贴在 o 人搞。 ဒီတိဆောက်မှုကိုဘူဒီတော့ဘေးရင်ကိုယ့်ကိုဘလို့လှုပ်ထားသလဲနော်အဲဒါတွေကဘာလဲဆိုတော့ဒီဂျပန်မှာရှိတဲ့တော့ဘေးရင်စတန်ဒတ်တွေပေါ့လေဒါတွေကိုလည်းဒီမှာတင်ပြထားတယ်ဒါမှမဟုတ်ဒီမှာရှိတဲ့ဒီ lesson ကအဓိကတော့ဘလို့ရည်ရဲတက်ပေးတာလဲဆိုရင်ဘာဘာဒီမှာအခုနော်ခရင်လှုပ်လိုက်တယ်ရေလို့တော့အဆောက်အဦတွေအများကြီးပျို့သွားတယ်ပျို့သွားတာတဲ့အတွက်ဒီငရင်တောင်ကိုခံနိုင်ဖို့အတွက်ဘလို့တိဆောက်မလဲအဲ့တော့ ဒီ part 1ကတော့ဗာလဲစီ aquatic system structure နဲ့ပတ်သက်တဲ့စာအုပ်တွေဒီမှာတင်ပြထားတယ်။ part 2ကတော့ aquatic engineer တွေနော်ဘေလှုပ်တာနဲ့ပတ်သက်တဲ့ engineer ပညာ part 3ကတော့ geotechnical geotechnical နဲ့ပတ်သက်တဲ့ပညာအဲ့လိုက်ပြင်ပြထားတယ်။ပြီးတော့မှနော်နောက်ဆုံးပိုက်မှာဂျပန်မှာရှိတဲ့ building ကုတ်တွေဘာကြောင့်လဲဆိုတော့ဂျပန်ကဘီအများဆုံးဖလုတ်နေတဲ့နေရာအဲ့ဒီမှာရှိတဲ့နော်အဆောက်အဦတွေကိုငေးတောင်ခံနိုင်အောင်မလို့တိဆောက်သွားလဲဆိုတာကိုသူ့ရဲ့ဥပဒေသူ့ရဲ့နီလာတွေသူ့ရဲ့ building ကုတ်တွေ ਨੇ ကနေပြီးထိ ंछ ုပ်ပြီးတော့ဆောက်ရက်ထားတယ်။ဒါကိုကျွန်တော်တို့ဗမာနိုင်ငံမှာလည်းပဲနော်အဓိကကြားတဲ့ဒီလိုရဟွန်းနေဒီလိုငင်းရင်အများကြီးလှုပ်နိုင်တဲ့ရဟွန်းနေအခုပြည့်အနီအောင်ပြထားတဲ့နေရာကြီးဒီအနီအောင်ပြထားတဲ့နေရာကြီးသည်ကျင်းထွားစွာကက်စီမှုတွေဖြစ်သွားမှာ။ရောက်လို့အဲ့ဒီလိုနေရာတွေမှာတိစားမှုကိုပြုလုပ်တဲ့ခါမှာဆိုရင်အရေးကြီးဆုံးဖြစ်တဲ့ဒေတာခံနိုင်မဲ့အဆောက်အဦတွေကိုစနစ်တကျတိစားဖို့လိုတယ်။အဲ့ဒါနဲ့ပတ်သက်တဲ့တိစားတဲ့ဒီပညာတွေပေးတာလေ ောက်က geotechnical engineer တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေးထားတယ်နောက်ပြီးတော့နော်ဒီလိုဒီ aquatic research နဲ့ပတ်သက်တဲ့ aquatic engineer တွေအကြောင်းလည်းပြောထားတယ်ပြီးတော့မှဂျပန်နိုင်ငံရဲ့ဂျပန်နိုင်ငံရဲ့အရေးကြီးတဲ့နော်သူ့ရဲ့ building code တွေကိုလည်းတင်ပြထားတယ်ဒါတွေကိုအသုံးပြုပြီးတော့မှဂျပန်နိုင်ငံမှာရှိတဲ့ engineer တွေအနေနဲ့ကကျမတို့ကမြန်မာနိုင်ငံမှာရှိတဲ့ engineer တွေအနေနဲ့ရပါလဲဆိုရင်ပြည်သူလူထုရဲ့အသက်အန္တရာယ်လုံခြုံဖို့အတွက်လိုအပ်တဲ့နော် အင်ဂျင်နီယာပညာနဲ့တည်ဆောက်မှုကိုပြုလုပ်ကြဖို့အတွက်เนาะအကြံပေးတဲ့ညီကုန်းချုပ်ပါတယ်